ရှင်ကအရက်ကတက်တော့အေးဟာအကြမ်းဖက်စက်ခွေးကောင်းဆောင်မွန်းအောင်လိုင်းလုံနေတဲ့ပုံစံမျိုးလုံဆောင်လာတာမျိုးတွေကျွန်တော်တွေ့ရပါတယ်။ဘာကြောင့်ဒီလိုပြနေတာလဲဆိုရင်တစ်ဖက်ကတခုံးပြိုးပြီးတော့နောက်တစ်ဖက်ကတခုံးပြိုးနေတာမျိုးတွေတနည်းအားဖြင့်ကျွန်တော်ဗမာမြန်မာလိုပြောမယ်ဆိုရင်ဘလောင်းမလေးပေါ့။အဲဒီလိုဘလောင်းမလေးပြိုးနေတဲ့ပုံစံမျိုးတွေကျွန်တော်အများကြီးတွေ့ရပါတယ်။လက်ရှိပြီးတော့အရက်ကတက်တော့အေးရာအစိုးရလို့ပုံပေါ်တတ်မှတ်ထားခဲ့တယ်ဆိုလို့ရှိရင်အစိုးရဆိုတဲ့ပုံစံမျိုး သိရောက်အောင်အစိုးရတရားမှာရှင်းတဲ့ရှင်းတဲ့ကောင်းတဲ့ခါရှင်းတဲ့ရှင်းတဲ့အရေးအရှင်းမျိုးရှိဖို့အရန်လိုအပ်ပါအရကနိုင်ငံတို့ဒီမှာနေတဲ့ဘယ်လိုလူမျိုးဘယ်လိုဘာသာပုံမဆိုကျတော့ငင်းချစွာသူရှင်းနေထိုင်ပြီးတော့ဘုံညာသူဖြစ်တဲ့အာနာယူအဖတ်ကိုပဲဒါကျွန်တော်တို့ကရှင်းမောင်းသိမှာဒီလိုမဟုတ်ပဲနဲ့တပြက်တပြက်ရန်ဆုံတိုက်ခိုက်နေလို့ဆိုလို့ရှိရင်အဖေကိုအဖေဖွားမယ်မသိဘူး ပထွေးကိုအဖေခိုးနေကြတဲ့ပုံစံမျိုးတက်ရောက်နေပါတယ်။အားလုံးပဲဖလာပါကိုရှင်ရှာနေတယ်ပြန်လေကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ဒီနေ့ကတော့လက်ရှိနေလို့လက်ရှိနေလို့ဒီကျွန်တော်တို့အော်တိုဘာလ22ရက်နေ့နေ့လယ်2နာရီစီနေမှာမောင်တော်မြို့နယ်ချွေစားကျေးရွာမှာလူတက်မှုဖြစ်ခဲ့တဲ့အကြောင်းအရာတွေနဲ့အတူလက်ရှိဒီကျွန်တော်တို့အော်တိုဘာလ25ရက်နေ့ကဒီကျွန်တော်မောင်တော်ခရိုင်ခရိုင်မွတ်စလင်ရေးရာကောင်စီရဲ့တင်ထုတ်ပြန်ချက် ဒီကျွန်တော်တို့လက်ရှိနေပြီးတော့ဒီဒီကျွန်တော်တို့ကွန်ဂရက်စ်တည်ရဲ့နေ့ကဒီကျွန်တော်တို့အရက်ကတော့ဒီရဲ့တည်င်းထုတ်ပြန်ချက်ဒါတွေအားလုံးကိုကျွန်တော်လည်းစူးစီးကုန်သက်အစီအစဉ်တင်ပြပေးတော့နေတာဒါကြောင့်မလို့ကျွန်တော်ဗီဒီယိုကိုအဆုံးထိကြည့်ရှုဖွေးကြဖို့မိမတို့ဖေးအောင်ဂျင်းစတိုင်ကိုလေးစားစွာနဲ့တက်ကြလိုက်ပါဘူးဟုတ်ပြီဒါဆိုကျွန်တော်လက်ရှိနေပြီးတော့ဒီကျွန်တော်အော်တိုဘားလ22ရက်နေ့မှာနေ့လယ်2နာရီနဲ့10မိနစ်မှာဒီကျွန်တော်မောင်းတော်မြို့နယ်ရွှေစားကျေးရွာ ဒီကျွန်တော်အနောက်ဖက်မှာလူတက်မှုတပုံးဖြစ်ပေါ်ခဲ့ပါတယ်။အဲ့ဒီမှာနေပြီးတော့ဒီလက်ရှိတက်တဲ့ဘဝကြတဲ့ကဒီကျွန်တော်ယိုရှက်ဘောနာတီဘအာဘောနာဒီဦးဟိုလီရိုယာမန်ဖြစ်ပါတယ်။သူကလည်းပြီးတော့ဘာကြောင့်မလို့ဒီလိုလူတက်ရတာလဲဆိုရင်ဒီကျွန်တော်တို့အဲဘောနာဒီဒီဘောနာသူ့ရဲ့ပဇွန်ကန်ထက်မှာဒီငေါခိုးဖမ်းတယ်ဆိုပြီးတော့အဲ့ဒီမှာလွတ်ဆွေးခြင်းနဲ့အဲ့ဒီ ဒီကျွန်တော်တို့ဒီအသက်ခံရတဲ့လူကတော့ဒီကျွန်တော်တို့အဂျီဦးရာမခမောင်မောင်ဒီအဖဦးမာမော့အီနုဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးတော့အဲ့တော့သူ့အလုတ်ကနေပြန်လာတဲ့အချိန်မှာအဲ့ဒီဒီကျွန်တော်တို့ဒီအဲဘောနော်ဒီကျွန်တော်တို့ဒီ no ဒီကျွန်တော်တို့ roshade ဆိုတဲ့ပုဂ္ဂိုလ်ကနေပြီးတော့ဖန်စီပုံစံတော့တာဖြစ်ပါအဲ့ဒီမှာသူဖန်စီပုံစံတော့တဲ့အချိန်မှာသူနဲ့အတူတူတဲ့မှာပြီးတော့အရက်ကတက်တော့အေးရဲ့တက်ဖို့ကတလျှော့လဲ ပါလာခဲ့တယ်လို့ပြောပါတယ်အဲ့ဒီမှာသူတို့ဒီလက်ရှိအာရကတက်တော့ AA ရဲ့တပ်ဖွဲ့ဝင်တစ်စုံနဲ့အတူဒီဥရောရှိုက်ဟာဒီကျွန်တော်တို့နေပြီးတော့ဒီဥဥဒီအဲဘွန်နတီပါလေဂျီဥရာမန်ဆိုတဲ့ဒီပုဂ္ဂိုလ်ကိုအဲသူငါးဖန်းသူ့ရဲ့ပဇွန်ကမှငါးဖန်းနေဆိုပြီးတော့ဒါခေါ်ဆောင်သွားဖြစ်ပါတယ်အဲ့လိုခေါ်ဆောင်သွားပြီးတော့သူ့ရဲ့အိမ်ကိုရောက်တဲ့ချိန်မှာဝိုင်းဝန်းပြီးတော့ရိုက်နေတာနှိုက်ဆက်တာအဲ့လိုနှိုက်ဆက်တဲ့အတွက်ကြောင့် တည်ဆုံးသွားတာဖြစ်ပါတယ်ဒီလိုတည်ဆုံးသွားတဲ့အခါမှာဒီကျွန်တော်တို့ဒီရွှေစားကြေးရိုင်းအနောက်ဘက်ကသင်းချိုင်းကမှာသူတို့ရှင်းရှင်းသွားပြီးတော့မြင်မြောက်လိုက်တာဖြစ်ပါတယ်အဲ့လိုမြင်မြောက်လိုက်တဲ့ဟာကိုလက်ရှိဒီကျွန်တော်အနေနဲ့ဒီကျွန်တော်မြေပြင်သတင်းစုံစမ်းကြည့်လိုက်တဲ့အခါမှာလက်ရှိမြို့အရကတက်တော့အေအေရဲ့ဒီလက်ရေတပ်ဖွဲ့ရဲ့မှတ်တမ်းဒီမှာကြတော့အဲ့ဒီလူကကိုကိုကိုသက်သေသွားတာပါဆိုပြီးတော့ရင်းမှတ်တမ်းမှာရေးထားတာကျွန်တော်တွေ့ရပါတယ်ဆိုတဲ့အခါ ဒီကျွန်တော်ဒီအမှုကိုကျွန်တော်တို့ဒီ select လို့စုံလိုက်ကြတဲ့ခါမှာအဲ့ဒီမှာနေပြီးတော့ဒီကျွန်တော်တို့ဒီအဘောနဒီဦးရောရှိုက်ဆိုတဲ့ပုံကဟာမူရစေဝါရင်ရုံးဝင်ဖောက်ကနေပြီးတော့ဟုတ်အရင်တော့ကလည်းဒီကျွန်တော်တို့ဒီမှာနေတော့မူရစေဝါရင်ရုံးဝင်ခဲ့တဲ့အပြင်တော့လူကမှုမှုတွေဘောနဒီအတခြားဒီကျွန်တော်တို့လူကမှုမှုတွေအပြင်မူရစေဝါပဲအစားတော့ရုံးကရုံးနေတဲ့ရုံးဝင်ဖောက်ကနေလဲလူတယောက်ဖြစ်တယ်ဆိုပြီးတော့ကျွန်တော်စုံလိုက်ကြည့်ရမှာဆိုတော့ဒီလူဟာလက်ရှိလူအရက်ကတက်တော့အေအေရဲ့နောက်လိုက် ခွေးတကောင်ဖြစ်ပါတယ်ဒီနောက်လိုက်ခွေးတကောင်ဖြစ်တဲ့ဒီကောင်ကလက်ရှိဒီကိုမွတ်စလင်လူမျိုးဒီတနည်းအားဖြင့်ကိုရိုဟင်ဂျာလူမျိုးအရှင်းရှင်းတော်ကကိုလူမျိုးနိုင်ငံစီနေလုံပြီးတော့အမေဂျိုတွဲတော်လွှမ်းပြီးတော့ပထွေးကိုအဖေခိုးပြီးတော့ဒါကိုလူမျိုးအရှင်းရှင်းကိုကိုလူနိုင်ငံစီနေလုံတာ အခုလောက်တတ်ဖြတ်မှုတွေလောက်ကြရတာကိုလက်ရှိဒီကျွန်တော်တို့အစိုးရလို့ကိုယ်ကိုတတ်မှတ်ထားတဲ့အစိုးရလို့တတ်မှတ်ထားတဲ့အရကတက်တော့ကေဘက်ကလေးပဲဒီကျွန်တော်အောက်ရှင်ဝန်သားတချို့ဟာသူနဲ့ပေါင်းပြီးတော့အခုလိုမျိုးအာနှိုက်ဆက်ညံ့လာမျိုးတွေကျွန်တော်တွေ့ရပါတယ်။ဆိုတော့ကဒီကျွန်တော်တို့လက်ရှိဒီကျွန်တော်တန်ကြီးလိုက်တဲ့ခါမှာဒီအခုလက်ရှိဒီအရကတဲ့တော့ပြည်ဟာဘရိုဟင်ဂျာတို့ကသူ့အယိုးနဲ့သူ့ကိုပြန်ထိုးထားတဲ့သဘောမျိုးရှိပါတယ်။ ။ဆိုတော့ကဒီကျွန်တော်တို့ဒီဗမာဆက်အစိုးရအာဏာရှင်အစိုးရဆက်ဆက်ရကျွန်တော်တို့ရခိုင်ပြည်နယ်ကိုပဲဖြစ်ဖြစ်တခြားတိုင်းနဲ့တင်တိုင်းဒေသကြပြည်နယ်တွေပဲဖြစ်ဖြစ်ဒီကျွန်တော်တို့တွေကဘာလုပ်လဲဆိုတော့ကဒီကျွန်တော်အင်ကျင်ဂျင်အိုမေတုပ်ပြီးတော့ခိုးကိုင်းခဲ့တာမျိုးလည်းရှိပါတယ်။နိုင်ငံရဲ့အရာလုံးဝတာမျိုးလည်းအများကြီးမရပါဘူး။အခုလည်းပဲလက်ရှိမျိုးအရကတက်တော်ကြီးကနိုင်ငံရဲ့အရာအင်ကျင်ဂျင်အိုမေတုပ်ပြီးတော့ ခုတ်ခံတော့ဒီလိုမျိုးဒီကျွန်တော်ဘိန်းစားတခိုးဘိန်းမောင်ကိုတနည်းအားဖြင့်စိတ်မောင်ကိုဘိန်းမောင်ကိုနောက်တစ်ခုကျတော့ဒီကျွန်တော်တို့ဒီလိုမျိုးလူရန်ကလူပွဲစားလူမတော့သူမတော့တဲ့ဒီလိုရိုရှိတ်ဆိုတဲ့ဒီမိမဆက်ဖမဆက်ကငွေးလာတဲ့ကောင်ကိုမြောက်ထုတ်ပန့်ကိုလုတ်ပြီးတော့ဒီအခုလိုမျိုးကိုရိုဟင်ဂျာလူမျိုးတတ်ဖြတ်တာတို့တော့မှာ ဒီကျွန်တော်ဆူဆက်ပေါ်လာဒီတနည်းပဲဒီအာကျွန်တော်တို့ပေါ်လာကိုယ်ဘောစတဲ့တော့ပါလေဆိုတော့တဘုံညွန်နဲ့ရေးမတတ်မှာထက်သွင်းရေးသားထားတာကိုကြည်တင်အားဖြင့်လက်ရှိအရကတက်တော့ကေးဟာကျွန်တော်ဆိုးဆိုးကသုံးသက်ခဲ့တယ်လို့ပဲသူ့အယိုးနဲ့သူ့ကိုပြန်ထိုးနေတဲ့တဘုံညွန်တယောက်နဲ့ပါဟုတ်ပြီနောက်ထပ်တစ်ခုဒီလက်ရှိအော်တိုဘလ25ရဲ့နဲ့ကမောင်းတော့ခရိုင်ခရိုင်မွတ်စလင်ရေးရာကောင်စီရဲ့တည်င်းထုတ်ပြန်ချက် ီဒီဒီတဲ့ထုတ်ပြန်ခြင်းရဲ့အဆုံးသတ်မှာ၄ရုပ်မှာပါရေးထားတယ်ဆိုရင်ဒါကျွန်တော်အနေနဲ့အနည်းငယ်တင်ပြလို့ပါအဲ့လိုသူ့ရဲ့ဒီနောက်ဆုံးရေးထားတဲ့စာထက်မှာကျွန်တော်ပါရေးထားတယ်ဆိုရင်သူ့ဖြစ်ပါရဲ့စသွေးရကြွအကြံဖက်အာစာအားဆိုအဖွဲ့များဤအပြစ်မဲ့ဒီလူများအပေါ်ရည်ရွယ်ချက်ရှိရှိဖြင့်ဖန်စီနိုင်ဆက်တက်ဖြတ်နိုင်မှုများနဲ့ fortifying rice ကတော့ဒီပါအဖွဲ့အစီအရှိုးဤအပြုတ်တဘောမဆောင်တော့ မိဂီရောင်များလေပက်လုံရက်များအားမောင်းတော်ခရိုင်မွတ်စလင်ရေးရာကောင်စီကလုံးဝလုံးဝရှုံချပါကြောင့်အတိပေးထုတ်ပြန်အပ်ပါသည်ဆိုပြီးတော့အာအတိပေးထုတ်ပြန်ထားတာကျွန်တော်တွေ့ရပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်ပြန်လည်ပြီးတော့ကြည့်ရှုလိုက်တဲ့အခါမှာဒီလက်ရှိဒီကျွန်တော်မောင်းတော်ခရိုင်ဒီကျွန်တော်မွတ်စလင်ရေးရာကောင်စီရဲ့တည်င်းထုတ်ပြန်ချက်ပြာဒါကျွန်တော်တက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်မိရတော့ကိုကြောက်ပြီးတော့ထုတ်ပြန်လိုက်တဲ့သဘောမျိုးတက်ရောက်လို့ပါတယ် ။ဘာကြောင့်လဲဆိုတော့ဒီအဲ့ဒီနဲ့ဒီသူတို့ထုတ်ပြန်လိုက်တဲ့နဲ့မတိုင်တဲ့တရက်ကဒီကျွန်တော်တို့ဒီမှာပြီးတော့ architect.a ကသတင်းထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။အဲ့ဒီမှာဒီဒီသူတို့ထုတ်ပြန်ခဲ့တဲ့သတင်းထဲမှာဒီကျွန်တော်တို့ဒီအာကျွန်တော်ဟိုတန်းရဲ့တင်ကားခဲ့ပါတယ်ဒီကျွန်တော်တို့ listen asa.is လို့တော့အဖွဲ့အစည်းတွေကဒါနော်အတန်းပဲဆက်သွေးကြွအဖွဲ့အစည်းဆိုပြီးတော့ပြောဆိုသွားတဲ့ Jeff Rovine Rice ကလည်းဒါနော်အတန်းပဲအားပေးတဲ့ပုံစံမျိုး ပြောဆိုတော့တာမျိုးတွေရေးသားထားတာမျိုးတွေတွေ့ရတယ်။ဆိုတော့ဒါလည်းကျွန်တော်ကြည်လိုက်ခြင်းအားဖြင့်လက်ရှိမှာအရက်ကတက်တော့ AI ဟာမင်းအွန်လိုင်းလုပ်နေတဲ့ပုံစံမျိုးလုံးဆောင်လာတာမျိုးတွေကျွန်တော်တွေ့ရပါတယ်။ဘာကြောင့်ဒီလိုပြောနေတာလဲဆိုရင်မင်းအွန်လိုင်းဟာဒီဒီကျွန်တော်တို့တရှင်းနှောင်းကဒီအားကျွန်တော်တို့ဒီကောင်းခဲ့တဲ့2020နဲ့လေဝန်းကျင်လောက်တော့ငါဒီကျွန်တော်တို့အာမနော်ဒီကျွန်တော်တို့ဒီ CRPH Store AMG တို့ ဘာညာအဖွဲ့အစည်းတွေကိုဒီကျွန်တော်ဒီ PDF တော့ပေါ့နော်ဒီလိုအဖွဲ့အစည်းတွေကိုမြန်မာနိုင်ငံတနိုင်ငံလုံးကအဲ့ဒီမြန်မာနိုင်ငံတနိုင်ငံလုံးကရှိနေတဲ့ဘာသာရေးအဖွဲ့အစည်းမှန်သမျှလူမှုရေးအသံအဖွဲ့မှန်သမျှကပြညာချက်တွေကိုထောက်ပံ့တာကျွန်တော်တွေ့ရပါတယ်ဆိုတော့လက်ရှိပြည်တွင်းမှာနေတဲ့ဒီကျွန်တော်မြန်မာပြည်တွင်းမှာနေတဲ့အဲ့တို့လူမှုကွန်ရေးအဖွဲ့အစည်းတွေဘာသာရေးအဖွဲ့အစည်းတွေဟာနေရာတော့ကိုကြောက်လန့် နေရတဲ့သဘောမျိုးရှိပါတယ်။ဒါဆိုရင်ဒီလက်ရှိနေလို့အရက်တက်တော့အေးလားဒီလက်ရှိမင်းအွန်လိုင်းအကြံပေးဆက်ခွေးခေါင်းဆောင်မင်းအွန်လိုင်းလုတ်နေတဲ့လုတ်ဆောင်ချက်တွေကိုပြန်လေပြီးတော့လုတ်ဆောင်လာတာမျိုးတွေကျွန်တော်တွေ့နေရပါတယ်။ဆိုတော့စောစောကကျွန်တော်တင်ပြခဲ့တဲ့အတိုင်းပဲကျွန်တော်တို့တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒီကျွန်တော်အင်ကျင်းချင်းခိုးမဲတုတ်ပြီးတော့ခုတ်ခိုင်းနေတဲ့သဘောမျိုးအများကြီးတက်ရောက်လာတယ်။ဟုတ်ကျွန်တော်နောက်ထပ်တစ်ခုဒီအခု လက်ရှိနေပြီးတော့ UNAAA ရဲ့ဒီကျွန်တော်တို့လက်ရှိဒီကျွန်တော်ကွန်ဂရက်စစ်တရေးနဲ့ကထုတ်ပြန်ခဲ့တဲ့တွင်ညာချက်တွင်ညာချက်ထက်မှာပါတဲ့အချက်အလက်အချက်ကိုကျွန်တော်အနေနဲ့စူးစီးသုံးသပ်တင်ပြပေးပါမယ်ခင်ဗျာသူတို့ဘယ်လိုတွင်ညာသွားလဲဆိုတဲ့အခါမှာ Bangladesh ဂျာပြတ်အစိုးရမှထိန်းကြောင်းမှုမရှိနိုင်ပါက Bangladesh စစ်တပ်ထဲတွင်လည်းအကြမ်းဖက်အပိတ်သူများအုပ်စုမှ NRD ခဲ့လေ Bangladesh နိုင်ငံတွင်တာမကက နေဆက်နဲ့အာဆီယံနေသားတွဲလုံခြုံရေးတည်ငြိမ်ရေးတို့ကအကြံပေးအန္တရာယ်နဲ့အတူရှင်းလျှောက်လာနိုင်ပါကြောင်းအပြုသဘောအဖြစ်ထပ်မံထောက်ပြလိုက်ပါသည်ဆိုပြီးတော့ record အမျိုးသားအဖွဲ့ချုပ်ဆိုပြီးတော့ဒါကြုံရချက်ထုတ်ပြန်ထားကြတယ်ရပါတယ်ဆိုတော့ဒါတွေကိုကျွန်တော်ကြည့်လိုက်တဲ့အခါမှာလက်ရှိပြည်သူတို့ကအခုလက်ရှိမြောက်အာဆီယံကိုပါဒီကျွန်တော်တို့အာဘောနဒီရိုဟင်ဂျာကတင်းတက်လို့အာစာတို့လို ISO တို့လို့ပုံကူတွေကဒီတက်ဖွဲ့တွေက ဒီရှင်းလျှောက်လာနိုင်လေဆိုတဲ့သဘောမျိုးပြောဆိုတော့တာချုပ်လိုက်ပါတယ်နောက်တစ်ခုဒီတို့ထုတ်ပြန်ချက်ချက်မှာတို့ပြန်လေးရှိရှိလိုက်တဲ့ခါမှာအစာအဆိုကိုဘင်္ဂဒေ့ရှ်ကနေထောက်ပံ့ပြီးတော့ဘင်္ဂဒေ့ရှ်ရဲ့ဒီကျွန်တော်တို့ဘင်းရတွေစေဝါတွေဒါတို့ရိတ်ခါတွေကအစထောက်ပံ့နေတယ်ဆိုပြီးတော့ဆွဆွေးတော့တာကိုကြိုတွေ့ရပါတယ်ဆိုတော့ဒီကျွန်တော်ဘင်္ဂဒေ့ရှ်နိုင်ငံရဲ့ဒီကျွန်တော်တို့အဲ့ဒီမှာလည်းပြောရေးဆိုပွင့် ရှိသူကလည်းအတိအကျပြောထားတယ်ပြီးသူတို့လက်ရှိဒီကျွန်တော်တို့ဒီနေဆက်တောင်မှာလှုပ်ရှားနေတဲ့အပွဲစီမံတမျှကိုသူတို့အနေနဲ့ဘာမှမပတ်သက်တဲ့အကြောင်းလားသူတို့နဲ့ဘာမှမဆိုင်တဲ့အကြောင်းကိုနောက်ခုမကြသေးခင်အတူတူတော့လည်းထုတ်ပြန်ခြင်းဖြစ်ပါတယ်ဒါနဲ့လက်ရှိနေပြီးတော့အရက်ကတက်တော့အေးရဘင်္ဂဒေ့ရှ်နိုင်ငံကိုအာဆာအစ်စိုးကိုထောက်ပံ့နေတဲ့အခွင့်အရေးစုလို့ဒါလက်ကဘာကိုမြင်အောင်ဒါတနည်းအကျမ်းပဲအားပေးတဲ့ နိုင်ငံတနိုင်ငံအဖြစ်ကဘာကတတ်မှတ်လာအောင်ဒါလှုပ်ဆောင်နေတာမျိုးတော့ဒါကျွန်တော်နေနေမြင်ပါဆိုတော့ဒါတွေကိုကျွန်တော်ပြန်လေသုံးသပ်ကြည့်တဲ့အခါမှာဟုတ်ပြီဒီပြန်လေသုံးသပ်ကြည့်တဲ့အခါမှာလက်ရှိနေပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာအာဆာနဲ့ ISO တို့ကိုကူညီထောက်ပံ့နေတဲ့အဖွဲ့အစည်းလားဒါမှမဟုတ် AA ကိုကူညီပံ့ပိုးပေးနေတဲ့အဖွဲ့အစည်းလားဆိုတဲ့ဟာကိုကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုကျွန်တော်တစ်ချက်ကြည့်ကြအောင်ခင်ဗျာသူပြည်သားဖြစ်ပါတော့ないတော့သူကဘာကြိတ်တော့ပို့ပြီးတယ် তুমি এই জিনিসটা বুঝতেছো না তোমার কমান্ডার লেভেলের কিন্তু অনেকটা বাজেট এফেক্ট হবে কালকে যদি আমি মিডিয়া প্রবস্থা আকার আমার দেশের মধ্যে আসছে তুমি তো দাঁড়ানো জায়গায় থাকবে না ডিপ্লি মিডিয়া তোমার কিচ্ছু পাবো না তোমরা আপনাদের চলে যাও তোমাদেরকে আমি যাওয়ার সেই সুযোগ দিচ্ছি ডি ভিডিও ফাইন মা পারে এসে লেটেস্ট ওদের চিরো টিউশন রেখা মা အေတပ်ဖွဲ့ဝင်တွေကဒါသူတို့နိုင်ငံတကာအမ်ဥပဒေပေါ့နိုင်ငံတကာဥပဒေကိုစိုးပေါက်ပြီးတော့နေဆက်ဖြတ်ကျော်ပြီးတော့ဒါဘင်္ဂလားဒေ့ရှ်နိုင်ငံကိုတရားမဝင်ရောက်ရှိသွားတဲ့အချိန်မှာ BGB တပ်ဖွဲ့ကနေဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ဒါမှမဟုတ်ဒီလိုဖမ်းဆီးလိုက်ပြင်မဲ့သူတို့ဒီလိုမျိုးလက်နဲ့ပဲနဲ့အတူတူဖမ်းမိပြင်မဲ့ပြန်လှုပ်ပေးပြီးတော့နောက်တစ်ခါမလာဖို့အကြောင်းကိုဒါသူတို့ကပြောဆိုနေတာဖြစ်ပါတယ်။ ဆိုတော့ဒီဗီဒီယိုဖိုင်ထွက်လာထွက်ပေါ်လာပြီးတဲ့နောက်မှာကျွန်တော်ပြန်လေးတိရှိလိုက်တဲ့ကမှာလက်ရှိဘင်္ဂလားဒေ့ရှ်နိုင်ငံဒီအရကတဲ့တော့အေအေကိုသာထောက်ပံ့နေတဲ့အဖွဲ့အစည်းလို့ကျွန်တော်ပြောပြောလိုပါတယ်။ဘာကြောင့်ဒီလိုပြောလိုတာလဲဆိုရင်ဒီမကြာသေးခင်အရှင်တိုးတိုးလေးမှာဒီမကြာသေးခင်အရှင်တုန်းကကျွန်တော်အဲ့ဒီမှာပြီးတော့အာစာကောင်းဆောင်ကိုတို့ဒီဘင်္ဂလားဒေ့ရှ်နိုင်ငံကနေပြီးတော့ဖန်ဆီးလိုက်တာဖြစ်ပါတယ် ဆိုတော့အခုအခု level အာစာအဖွက်သားအာစာကတယောက်ယောက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရောက်နေတဲ့ဆိုလို့ရှိရင်အဲ့ဒီနေရာဟာပိုက်စိတ်တဲ့ရှာပွေခြင်းခံရပြီးတော့အဲ့ဒီနေရာမှာဒီလက်ရှိနေပြီးတော့သူတို့ကိုဒါပြန်လေးကြည့်ချင်တာဒါဖန်ထားမှဖြစ်ပါတယ်ပြီးတော့ဆိုလိုတာကဘင်္ဂလားဒေ့ရှ်နိုင်ငံထဲမှာအာစာကိုလုံးဝရှင်ရှားခွင့်မပြုတဲ့အပြင် သူတို့ထောက်ပံ့တာမျိုးလည်းမရှိပါဘူး။ဆိုတော့ဒီလက်ရှိနေပြီးတော့ဒီဗီဒီယိုဖိုင်လေးမှာပါတဲ့မှတ်တမ်းအရာဆိုလို့ရှိရင်အရကတက်တို့ AA ကိုပဲသူတို့ထောက်ခံပါပေးပြီးတော့အရကတက်တို့ AA ကိုပဲအကူညီပံ့ပိုးပေးနေတာမျိုးလည်းကျွန်တော်အများကြီးပြောပါတယ်။အဲ့ဒီဒီဒီဗီဒီယိုဘက်ကပါတဲ့အရင်ဒီဒီဗီဒီယိုဗီဒီယိုဖိုင်ကပါတဲ့ AA တက်ဖို့ဝင်နေရမှာအာစာတက်ဖို့ဝင်နေဆိုလို့ရှိရင်ဒါဘာမှပြုံးနေမှာမဟုတ်ဘူး။သူတို့ရှင်းရှင်းဖမ်းခုံသွားပြီးတော့ဒါသူတို့ဒါအဲ တနည်းအားဖြင့်ဒီသူတို့ဒီပြည်စဲမှုတွေတွေနဲ့ဒီကြီးတရားဆွစ်ပြီးတော့ထောင်ရှားလိုက်တယ်ဒီကွာဆိုတော့ဒီလိုမျိုးအဖြစ်ပြကြမှာလက်ရှိညီတော်အရကတက်တော်အေးဟာအမ်တစ်ဖက်ကိုတခုံးပြိုးပြီးတော့နောက်တစ်ဖက်ကိုတခုံးပြိုးနေတာမျိုးတွေတနည်းအားဖြင့်ကျတော့ဗမာမြန်မာလိုပြုတ်မယ်ဆိုရင်ဘလုံးမလေးကိုအဒီလိုဘလုံးမလေးပြောနေတဲ့ပုံစံမျိုးတွေကျွန်တော်အများကြီးတွေ့ရပါတယ်။ဘာကြောင့်ဒီလိုတွေ့ရတာလဲဆိုရင်ဒီလက်ရှိညီတော်အရကတက်တော်အေးဟာ အစိုးရလို့ပုဂ္ဂိုလ်သတ်မှတ်ထားခဲ့တယ်ဆိုလို့ရှိရင်အစိုးရတရက်လုံနေတဲ့ပုံစံမျိုးပြုလုပ်ဖို့အရေးအရေးကြီးပါတယ်အစိုးရဆိုတဲ့ပုံစံမျိုးတိတ်ရောက်အောင်အစိုးရရဲ့ဒီကျွန်တော်တို့အတဏျာတဲ့ဂုံသက်ခအစိုးရတရက်မှာရှိတဲ့ရှိတဲ့ရှိတဲ့ရှိထိုက်တဲ့ဂုံသက်ခရှိတဲ့ရှိထိုက်တဲ့အရေးအရှင်းမျိုးရှိဖို့အရန်လိုအပ်ပါတယ် ဒါကျွန်တော်အနေနဲ့အရက်ကတက်တော်ကြီးကိုဝေဖန်တာမဟုတ်ပါဘူးဒါကျွန်တော်အပြုတ်ကပိုးဆောင်တဲ့အနေနဲ့ထောက်ပြနေခြင်းလာဖြစ်ပါတယ်ဆိုတော့လက်ရှိနေမှာအရက်ကတက်တော်ကြီးကခုခုကအစိုးရလုံးသတ်မှတ်ထားပြီးတော့တစ်ခက်မှတစ်မျိုးပြောပြီးနောက်တစ်ခက်မှကျတော့တစ်မျိုးပြောနေတာမျိုးလေဒါကျွန်တော်အများကြီးမြင်တွေ့ကြရပြီးဖြစ်ပါတာဒါတွေကိုထောက်ပြနေလို့ဆိုလို့ရှိရင်ဒါဒါကျွန်တော်ထောက်ပြလို့မကုန်လို့ဆိုတော့လက်ရှိဒီကျွန်တော်တို့တွေက ငါနဲ့မတူငါရန်သူဆိုတဲ့အသိစိတ်ဓာတ်မျိုးတွေမထားပဲနဲ့လက်ရှိမိမိတို့ရဲ့လက်အောက်ငွေသားတွေကိုဒီကျွန်တော်တို့လက်ရှိနေပြီးအပြစ်မရှိတဲ့ရိုဟင်ဂျာတိုင်းရင်းသားတွေကိုနိုင်တဲ့စိနဲ့လုံနေမှုတွေအခုလိုမျိုးရာဇဝမှုကျူးလွန်နေတာတွေကိုဖော်ထုတ်ပြီးတော့ခိတိယရောက်အရေးယူဖို့အရေးအရေးကြီးနေပြပါတယ်ဆိုတော့ဒီကာလဟာထိလွေရှာနေတဲ့ကာလတော့ဖြစ်ပါတယ်လက်ရှိနေပြီးအာစာဘက်ကလည်းပဲဒါကြောင့်တစ်ဖက်ပြန်ကြည့်မယ်ဆိုလို့ရှိရင် မိမိတို့ရဲ့ပြည်တွင်းမှာအခုလက်ရှိစိုးမိုးနေနေစိုးမိုးမှုရအောင်အသက်သွေးရွှေမြောင်းများစွာစတဲ့တဲ့အရက်ကတက်တော့အေးနဲ့ဥပောင်းပြီးတော့ကျွန်တော်တို့လက်ရှိလက်ရှိအရက်ကနိုင်ငံတို့ကြီးကိုစီကျင်းစာယာဝါပြအောင်ကျွန်တော်တို့တနည်းအားဖြင့်အရက်ကနိုင်ငံတို့ကြီးကိုနင်းငင်းကြမ်းကြမ်းနဲ့ကမ္ဘာအလယ်မှာဘုံယူဝင်းကြွားရနောက်တဲ့နိုင်ငံတနိုင်ငံဖြစ်အောင် ်ဦးပေါင်းပြီးတော့ဒါတိဆောက်ဖို့အရင်အရေးကြီးပါတယ်ဆိုတော့လက်ရှိအာစာဘက်ကလည်းပဲလို့စိတ်ဓာတ်မျိုးထားပြီးတော့ A ဘက်ကလည်းပဲဒီလက်ရှိအရကနိုင်ငံတို့ဒီမှာနေတဲ့ဘယ်လိုလူမျိုးဘယ်လိုဘာသာကိုမဆိုကျွန်တော်ကငင်းချစွာအထူးရှင်းလင်းနေထိုင်ပြီးတော့ဒါကျွန်တော်ဟိုတနေ့ကကျွန်တော်တင်ပြခဲ့တဲ့အတိုင်းပဲဒီကျွန်တော်နိုင်ငံရေးမှာဘာသာရေးလူမျိုးရေးဆိုတာမရှိဘူးတနည်းအားဖြင့်ခံယူခြင်းနဲ့ယုံကြည်ခြင်းပဲရှိပါတယ် ဆိုတော့မိမိတို့ရဲ့ယုံကြည်ရမိမိတို့ရဲ့ခံယူချက်အတိုင်းကျွန်တော်တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ဆိုတော့ဒီလိုတိုက်ပွဲဝင်နေကြတဲ့ကာလမှာအပြုတ်သဘောဆောင်တဲ့ယုံကြည်ချက်တွေတိစောက်ပြီးတော့ဒါကျွန်တော်အပြုတ်သဘောဆောင်တဲ့ပြုဆုံမှုတွေဆက်ပြုဆုံမှုတွေနဲ့တစ်ဖက်တစ်ဖက်ယုံကြည်မှုတိစောက်ပြီးတော့ဒီကျွန်တော်တို့ဘုံညာသူဖြစ်တဲ့အာနာယူအဖက်ကိုပဲဒါကျွန်တော်တို့ကရှင်မောင်းတင့်ပါလား ဒီလိုမဟုတ်ဘဲနဲ့တပြက်တပြက်ရန်ဆုံးတိုက်ခိုက်နေပြီဆိုလို့ရှိရင်တနေ့တော်တချိန်ဟာမှာမြန်မာနိုင်ငံကြီးလොမြောက်သွားခဲ့ရင်တော့မှရခိုင်ပြည်ကဘယ်တော့မှလොမြောက်မှာမဟုတ်ပါဘူး။လက်နဲ့နဲ့နင်းချမ်းရေးကိုအမြဲတမ်းလိုအပ်နေမှာဖြစ်ပါတယ်။ဒါဆိုကျွန်တော်တို့သဘောပညာအေဂျမ်းမှုမရှိတဲ့ရခိုင်ပြည်နယ်အတွက်လက်ရှိဒီကျွန်တော်တို့လိုအပ်နေတဲ့အရာဒီသဘောပညာအေဂျမ်းမှုတော့ဖြစ်ပါတယ်။ ဆိုတော့ဒီလိုသဘောတည်ငြိမ်အေဂျင့်ကိုရရှိဖို့အတွက်ကိုနှစ်ဖက်ဒေါ်လာရဲ့အပွဲစီတဲ့ဈေးမှာအပြုတ်သဘောဆောင်တဲ့အနေမျိုးတွေနေပြီးတော့မတူတာတွေဘေးကိုပြတူတာတွေစုပြီးတော့ကျွန်တော်တို့ကြိုးပမ်းဖို့အရင်အရေးကြီးပါတယ်အဲ့တော့နောက်တစ်ခုဒီလက်ရှိဒီကျွန်တော်အခုတင်ပြချင်တာကဒီဆိုးဆိုးကလူတတ်မှုဖြစ်သွားတယ်နေကျွန်တော်တို့ကရွှေစားကြိတ်ရပါပေါ့နော်ဒီကို့ကို့ဘာသာဝင်ရှင်းရှင်းဖြစ်တယ်လို့ ကိုလူမျိုးအရှင်ရှင်ဖြစ်တယ်။ဒါဘို့ဂျေဆစ်ဆက်ကိုလူမျိုးတတ်ပြစ်လိုက်ခြင်းဟာဒါလူမဆန်တဲ့လောက်ရမျိုးတခုဖြစ်ပြီးတော့လက်ရှိကျွန်တော်ကဗာလက်ဆိုတဲ့ကအဖေကိုအဖေခွာမှမသိပထွေးကိုအဖေခိုးနေကြတဲ့ပုံစံမျိုးတက်ရောက်နေပါတယ်။ဒါကြောင့်မလို့ကျွန်တော်ဒီကနေ့တင်ပြချင်တာကရိုဟင်ဂျာဒီရိုဟင်ဂျာလို့ မိမိကိုမိမိမြင်လာတဲ့တနေ့ရိုဟင်ဂျာလုံရောက်တဲ့တနေ့မှာလို့ကျွန်တော်ဒီနေ့ပြောချင်တယ်။အဲ့တော့ရိုဟင်ဂျာတွေထက်မှလည်းပဲမိမိကိုမိမိရိုဟင်ဂျာလို့မမြင်သေးနဲ့။နှစ်ပုံများစွာကြုံခံခဲ့ရသလိုယနေ့ရှင်ကြီးလည်းကြုံခံဖို့စိတ်ကူးရှိနေစေဖြစ်တဲ့ရိုဟင်ဂျာတွေအများကြီးရှိနေပါသေးတယ်။ဆိုတော့မိမိကိုမိမိရိုဟင်ဂျာလို့မြင်လာတဲ့နေ့ ရိုဟင်ဂျာလွတ်မြောက်တဲ့နေပဲလို့တော့ကျွန်တော်ဒီနေရာနေပြီးတော့တင်ပြချင်ပါတယ်။အဲ့တော့ကျွန်တော်တို့အားလုံးဒီညီပုံပုံတော့ရတဲ့ဖြစ်တဲ့ကြောင့်မို့လို့ကျွန်တော်တို့ရဲ့တီနေကျွန်တော်တို့ရဲ့နိုင်ငံကိုကျွန်တော်တို့အကောင်းဆုံးပြန်လဲတိဆောက်ဖို့အရေးအကြီးပါပဲ။အဲ့တော့လက်ရှိဒီအရက်တက်တော့အေးကလည်းစိုးစိုးကျွန်တော်တင်ပြခဲ့သလိုအစိုးရလိုကိုကိုသတ်မှတ်ထားတယ်ဆိုလို့ရှိရင်အစိုးရမှာရှိတဲ့ရှိတဲ့အရေးရှင်အစိုးရတရားမှာရှိတဲ့ရှိချိုက်တဲ့အဲ့ဒါကောင်းတဲ့ခါ ရှိဖို့အရင်အရေးကြီးပါတယ်တစ်ဖက်မှာတစ်မျိုးပြောပြတစ်ဖက်မှာတစ်မျိုးပြောတာကျွန်တော်တို့ဒါဗမာစကားပြောလို့ဆိုရင်ဘလုံးပလင်လို့ခေါ်ပါတယ်ကျွန်တော်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဒါဘောနော်ကျွန်တော်တို့ကျွန်တော်တို့အရက်ထဲမှာဆိုလို့ရှိရင်မိန်းကလေးဆိုလို့ရှိရင်ပြစ်တဇာမလို့ခေါ်သလိုဒီကျွန်တော်တို့နေပြီးအရက်အရက်ထဲမှာရောင်ကြဆိုလို့ရှိရင်သူ့ကိုနေပြီးတော့အဲကျွန်တော်တို့ခိုင်ရင်ပြောလို့ရှိရင်ယောက်ျားဖာတယ်လို့ပြောဆိုကြတာမျိုးရှိပါတယ်ဆိုတော့ဒီလိုမျိုးဘလုံးပလင်ပြောတတ်တဲ့ စိတ်ဓာတ်မျိုးတွေကိုဖျောက်ပြီးတော့ကျတော့ရိုးရိုးကျင်နင်းညံ့ကြံပြီးတော့ကျတော့အာရကနိုင်ငံတို့ကြီးကိုစိပင်းသားရဝါပြောအောင်အာရကနိုင်ငံတို့ကြီးသည်လက်ရှိအာနာယူစနက်ဆိုလက်အောက်ပါနဲ့အများဆုံးလොမြောက်ဖို့အတွက်တိုက်ပွဲဝင်တဲ့အခါမှာမတူတာတွေကိုပဲဟုတ်ပဲတူလာတွေစုပြီးတော့ဒါကျတော့ပူပေါင်းလှုပ်ဆောင်တဲ့အရာမှန်တဲ့မြောက်ကိုလှုပ်ဆောင်ဖို့အရန်အရေးကြီးနေပြီဖြစ်ပါတယ်ဆိုတော့ဒါကတော့အခုနောက်ထပ် နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာလက်ရှိနေပြီးတော့အာစာဖက်ပါလည်းပဲမိမိတို့ရဲ့မတူတာတွေကိုဘေးကိုပဲတူတာတွေနဲ့စုပြီးတော့ကျွန်တော်အရက်ကနိုင်ငံတော်ကြီးမှာညီနောင်တိုင်းရင်းသားရခိုင်လူမျိုးနဲ့တနည်းအားဖြင့်ဒီကျွန်တော်တို့နောင်တော်ပေါ့လေဒါအဲကျွန်တော်တို့ယူရိုဟင်းကြမှာဆိုတာကျွန်တော်နောင်တော်ပြီးတော့ဒီကျွန်တော်နောင်တော်တိုင်းရင်းသားရခိုင်လူမျိုးနဲ့ပူးပေါင်းပြီးတော့ကျွန်တော်မတူတာလေးတွေကိုဘေးကိုပဲတူတာလေးတွေစုပြီးတော့ဒါကျွန်တော်တို့နောင်တော် တိုင်းရင်းသားရခိုင်လူမျိုးရဲ့ဥဆောင်အောက်မှာငင်းချမ်းစွာပြလူရှင်တွေ့နေထိုင်နိုင်ဖို့ကြိုးပမ်းသင့်မှာဆိုတော့ဒီလိုနှစ်ဖက်အဖွဲ့အစည်းမှာအဲ့လိုမျိုးငင်းချမ်းစွာလူရှင်တွေ့နေထိုင်နိုင်တဲ့စစ်ကံမျိုးပေါ်ပေါက်လာခဲ့ပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရခိုင်ပြည်နယ်ဟာတနည်းအားဖြင့်အာရခနိုင်ငံလိုဟာတစ်ချိန်တုန်းကအစ်တောင်အာရှမှာကောင်းစုစံပြ ပြုတ်နိုင်တဲ့နိုင်ငံတနိုင်ငံဖြစ်ခဲ့ပူပါတယ်။တနည်းအားဖြင့်အာရှမှာဂုံယူဝဲကြွားစရာနိုင်ငံတစ်ခုဖြစ်တယ်ပါ။အခုလည်းပဲဒီလက်ရှိကျွန်တော်အာရှမှာမဟုတ်ဘူးတကယ်ကမ္ဘာအလင်းမှာဂုံယူဝဲကြွားနိုင်တဲ့နိုင်ငံဖြစ်ဖို့အတွက်ဒီလက်ရှိကျွန်တော်တို့ရိုဟင်ဂျာလူမျိုးအစ္စလမ်ဘာသာဝင်တွေနဲ့ကျွန်တော်ကူပေါင်းတဲ့နေဆိုရအောင်ကျွန်တော်ပြင်ရတယ်ပြီးတော့အကြံပြုတိုက်တွန်းလိုပါတယ်။တရှိန်ကောင်းကအရှိတောင်အာရှမှာ နံပါတ်1ကျွန်တော်စိတ်ရင်းဝင်ခဲ့တာတင်တနည်းအားဖြင့်ဂုံယူဝင်းကြွားလို့ရနိုင်ခဲ့တာတင်တမိုင်းကိုပြန်ကြည့်လိုက်ပါတမိုင်းဆရာတွေပါလို့ပြောရတယ်လို့တမိုင်းကိုပြန်ကြည့်စီခြင်းနဲ့အစ္စလာမ်တွေရဲ့ပူညီထပ်ပံ့မှုအစ္စလာမ်တွေရဲ့ဝိုင်းဝန်းပံ့ပိုးမှုနိုင်ငံရေးစိတ်ရင်းလူမှုရေးဘာသာရေးအသီးသီးမှာအစ္စလာမ်ဘာသာဝင်တွေကနေပြီးတော့ပူညီပံ့ဖို့ဝိုင်းရံပေးခဲ့တဲ့အတွက် ဒီလက်ရှိတိုင်းကျွန်တော်တို့တော့အရင်ကလည်းကြော်တင်ရဖြစ်ပါလေဆွေဒင်းကပြတယ်မှာတော့ဒီကျွန်တော်အစ္စလမ်ဘာသာဝင်နဲ့အထုတ်မြတ်ထားတဲ့အဲတနည်းအားဖြင့်ဒီသူတို့ဒီကလမန်လို့ခေါ်တဲ့စကလုံးတွေတော့မှပါရှိနေတာမျိုးတွေရှိပါတယ်ဆိုတော့ဒီလိုအစ္စလမ်တွေရဲ့ဟူညီပတ်ဖို့အစ္စလမ်ရဲ့ဝိုင်းရမှုအစ္စလမ်ရဲ့ပန်းပုံးမှုနဲ့ကမ္ဘာအလီမှာဒီကျွန်တော်အဆက်တောင်အဆက်မှာတိုင်ဆန်ရှာတဲ့နိုင်ငံနိုင်ငံဖြစ်ခဲ့မှုလို့ကမ္ဘာအလီမှာလည်းပဲဂုံယူဝဲကြောစတဲ့နိုင်ငံဖြစ်ခဲ့မှုပါ ပြီးတော့ဒီကနေ့ဒီချိန်မှာလည်းဒီကျွန်တော်တို့ဒီမာဒီရခိုင်ပြည်ထဲမှာရှိနေတဲ့စတုံတင်တော်အစ္စလာမ်ရဲ့ပူပေါင်းပါဝင်မှုစတုံတင်တော်အစ္စလာမ်ရဲ့ဝိုင်းဝန်းကူညီပံ့ပိုးအားပေးမှုတွေလိုအပ်ပါဒီလိုမဟုတ်ဘဲနဲ့ငါလူမျိုးငါ့ဘာသာဆိုတဲ့အတ္တစိတ်မျိုးနဲ့ရခိုင်ပြည်နယ်ကိုအုပ်ချုပ်နေတယ်ဆိုလို့ရှိရင်ရခိုင်ပြည်နယ်အနာဂတ် အင်မတန်မှရင်းလေးစရာဝမ်းလေးစရာနိုင်ငံတနိုင်ငံပြည်နဲ့ပြည်နဲ့ဖြစ်တော့ပါလိမ့်မယ်ဆိုတဲ့အကိုအပြရင်းနဲ့ကျွန်တော်တို့အားလုံးမတူတာတွေဘယ်ကိုဖိတူတာတွေစုပြီးတော့အနာဂတ်ရခိုင်နိုင်ငံတို့ကြီးကိုပြန်ပြီးစောက်ကြပါစို့လို့ပြောကြရင်အားလုံးကိုတုတ်ခုံးစက်တာကတော့ပါ